ီတော်တာလေးလေးကူရမေးလေးဟုတ်ပြီလေဟုတ်ပြီလေတော့ရောင်းလာအဲ့ဒါကူရမေးလေးလေးတော့ရောင်းလာတခါရှင်းတော့လေးလေးတော့ရောင်းလာလေးတော့တော့မလို့သူပြောပြီးတော့ကျွန်တော်ကူညွန်းကဘာအကြောင်းရှိလို့လဲနင်းကဖုန်းယူသွားတာလေငါနဲ့ဘာကူပြောပေးရလဲကျွန်တော်ပြန်တော့ကူလို့ရတယ်ကျွန်တော်မသိဘူးဖြစ်နေတယ်ဒီမှာဒီဗီဒီယိုကတော့လောက်တမားခန့်ပြီလို့အဲ့ဒီလောက်တမားက လောက်ရှင်ရဲ့ဖုန်းကိုခိုးသွားလို့ဒါပြန်ပြီးရဲ့ဗီဒီယိုပဲဖြစ်ပါတယ်။ဒီเจ้าရာနဲ့ပတ်သက်ပြီးအလောက်ရှင်ညီမလေးကသူ့ရဲ့ Facebook account မှာရေးတင်ထားတာကိုပြန်လည်ဖတ်ပြပေးပါဦးမယ်။ Facebook ပေါ်မှာတင်တော့ဘူးဆုံးဖြတ်ထားပေမဲ့တက်တော့ရောသတင်းတွေမှာပါပြနေလို့တငယ်ချင်းမိတ်ဆွေတွေစိတ်ပူပြီးတယောက်ပြီးတယောက်လာမဲနေလို့ကြည့်စင်ကိုပြောပြပါမယ်။ဝန်ထမ်းတယောက်လူလာနဲ့ຫນွယ်ရိုးကုမ္ပဏီနဲ့ချိတ်ဆက်ပြီးဝန်ထမ်းရှာလိုက်ပါတယ်။ နွယ်ရိုးကဝန်ထမ်းခေါ်လာပေးပြီးလာလျှောက်တဲ့နေ့မှာပဲ။ "तू ကအလုပ်လာရတာဝေးလို့သူ့မှာလည်းဖုန်းမရှိလို့ဖုန်းကပြင်ဆိုင်ပို့ထားရတယ်။ပြီးတော့နေစရာလေရောစီစဉ်ပေးပါလို့ပြောရကြောင်း။အိမ်ကမျိုးသားကလည်းသူ့ကိုငါတို့အိမ်မှာပဲခေါ်ထားလိုက်မယ်ပြောတာနဲ့သူ့ကို14ရက်နေ့အလုပ်လာစဉ်မှတ်ပုံနဲ့ရက်ွက်ထောက်ခံစာလိုအပ်တာပါညာယူပြီးတော့အိမ်မှာနေပြီးအလုပ်လာလို့ ဖုန်းလဲပေးသုံးထားမယ်ဆိုပြီးတော့အလုတ်ခန့်လိုက်ပါတယ်။သူ့ကို14ရက်နေ့လာခန်းရတာက73ရက်နေ့မှာညီမအိမ်မှာမရှိဘူး။ passport ရုံသွားစရာရှိတော့အိမ်ကအမျိုးသားတယောက်တည်းညီမစကားမတက်တော့ညီမမရှိရင်အဆင်မပြေလို့တေချာပြောပြလိုက်တာ။အဲ့ဒါကိုညီမမရှိတော့73ရက်နေ့ကိုအထုပ်ဆွဲပြီးရောက်ချလာတယ်။အဲ့ဒီအချိန်အမျိုးသားကဖုန်းလမ်းဆက်တော့ရတယ်အမ ကျွန်တော်ဒီနေ့ဒီမှာပဲစောင့်နေမယ်ကျွန်တော်အာမနာနဲ့လက်ရှိအိမ်ကရောင်းထွက်သွားလို့လာလိုက်တာလို့ပြောပါတယ်အဲ့ဒီနေ့မှာပဲသူ့ကိုအမျိုးသားကအိမ်မှာအလုပ်လုပ်ဖို့ထားတဲ့ iPhone 12 Pro ကို ID ဘာညာပြောင်းပေးပြီးသူ့ကိုပေးသုံးထားတယ်လက်တော်လည်းပေးသုံးလိုက်သေးတယ်စေရနာရှင်ကြီးကကံကောင်းတာကအဲ့ဒီနေ့မှာသူပေါ့ဖော်ကြီးကိုဘာမှလုပ်မသွားတာပဲကိုအိမ်ပြန်ရောက်တော့ ဘယ်မှာလဲမှတ်ပုံတင်ဇက်ကွက်ထောက်ခံတာပေးအဲ့စင်းတိုင်ရမယ်ဆိုတော့နတ်ပြန်မှသွားอยู่ရမှာလို့ပြောပါတယ်ဒီလိုနဲ့နောက်နေ့နေခင်းရောက်တော့အိမ်ပြန်မို့ပိုက်ဆံမရှိလို့9000ချေးပါတဲ့ကိုကလည်းချေးပေးလိုက်တယ်ထမင်းစားပြီးမှသွားပေါ်လို့တောင်ကိုရီးယားပြောလိုက်သေးတယ်အဲ့ဒါကိုဝရန်တာမှာဆဲလိုက်ထွက်တော့တယ်လို့လို့နဲ့ဟင်းချက်နေတော့အပြင်ထွက်ကြည့်တော့မရှိတော့ဘူးဖုန်းလည်းပါသွားတယ် အဲ့ဒါနဲ့ဖုံးဆက်ကြည့်တော့သူ့ဖုံးအဟောင်းထဲကကေပေးထုတ်ချင်လို့ဖုံးပြင်ဆိုင်ကိုသွားနေတာတဲ့ခဏတော့ဆက်သွယ်လို့ရတယ်ညနေလောက်ကျတော့အဆက်သွယ်မရတော့ဘူးအဲ့ဒီတော့မှအဲ့ဒီအချိန်မှ သူလိန်သွားပြီဆိုတာသိလိုက်ရတာတရက်တော့စောင့်ကြည့်လိုက်တယ်အကြောင်းမထူဘူးနောက်နေ့အိမ်ကလက်တော့မှသူဘိုင်ဘာမှာပြောသမျှလားပေါ်နေတော့အဲ့ဒီတော့မှသိရတာဘာသိရလဲဆိုတော့ ဖုန်းကိုရောင်းဖို့အလဲထက်ရမလားဆိုတာရယ်ဟိုတယ်မှာဆေးချဖို့ယောက်ျားချင်းဆက်ချက်ထားရတွေရယ်မြင်လိုက်ရမှာဒီကောင်စေတမာမန်သိရတာသုံးနဲ့ဆေးရလဲ 8f တက်ဘာမှမသိလို့ဖရင်နေရအကိုတယောက်ကိုမေးကြည့်တာလိန်ဆက်ဆန်တဲ့အချိန်ထန်အောင်သုံးနဲ့ဆေးဖြစ်နေတယ်အဲ့လိုနဲ့နောက်နေ့မနေ့ရောက်တော့တငယ်ချင်းလင်မယားဖုံးဆက်လာတယ်အဲ့ဒီကောင်ကိုတဲခုတ်ကမ်းမှာတွေ့တယ်သူတို့ခေါ်ထားပေးတယ် အမြန်လာခဲ့ဆိုတာနဲ့လိုက်သွားတယ်။ဖုံးပြန်တော့မရှိတော့ဘူး။ဖုံးအလုခံရလို့အမားတို့ဖုံးရဲစခန်းမှာတဲ့ကျွန်တော်သွားယူပေးမယ်ဆိုပြီးဆိုင်ထဲကနေထွက်ပြေးဖို့လုပ်တယ်။အဲ့လိုနဲ့ရောင်းရင်းဆန်ခတ်တွေဖြစ်ပြီးလုံခြုံရေးနဲ့ဖမ်းလိုက်ပြီးတော့ရဲစခန်းကိုပို့လိုက်တယ်။ပြီးတော့ကိုရီလင်မင်းအားပဲကြားဖြန့်လုပ်နေတာဆိုပြီးဂလိန်ကကြစ်တွေပြောသေးတယ်။သူ့ကိုယ်သူလည်းတက်ကလာတာ။ ချားဖြန့်တွေလိုက်ဖမ်းနေတာဆိုပြီးစေးကြောင်ပြီးတော့ပေါကရတွေပြောနေတယ်ဖြစ်စဉ်ရဲ့အဆုံးကဒါပါပဲဖုန်းနဲ့ပိုက်ဆံကတော့ပြန်မရတော့ပါဘူးသူ့ကိုတော့ရဲစခန်းမှာဖမ်းထားလိုက်ပါပြီတလားလောက်ပဲကြမယ်လို့ပြောပါတယ်ပါသွားတဲ့ဖုန်းကအိမ်မှာအပိုထားထားတဲ့အိုင်ဖုန်း12 Pro ခံရမ်းရောင်လေးပါကျွန်မလက်ရှိကိုင်းနေတဲ့ဖုန်းလားဆိုပြီးစိတ်ပူနေကြလို့ပါဒီကောင်ထွက်လာရင်တတိထားကြရအောင် သူစောက်ခွက်ပါတင်ပေးထားပါမယ်။သူ့ကိုစစ်ဆေးနေတော့မှဖုံးမရရင်ပိုက်ဆံပြန်ရော်လိုက်လို့လူကြီးတွေကပြောတာကိုသူ့လက်ကလက်စွပ်ကြီးချုပ်ပေးတယ်။တန်း40တန်းနေတဲ့ခေါင်းနေတဲ့သွားတွေအကုန်ပြောင်းဝင်အောင်ရိုက်လိုက်ရမကောင်းရှိတော့မယ်။ဆိုတော့ငါမှဒေါသတွေဖြစ်နေရင်ကရည်ကျင်းတာမနဲ့ထိန်းထားရတယ်။ဒါဒီကာယကံရှင်ညီမလေးရေးတင်ထားတာကိုဖတ်ပြပေးတာပါ။ ူပြောသွားတဲ့အတိုင်းဆိုရင်တော့ဝန်ထမ်းလိုလိုဝန်ထမ်းခေါ်ရကအိမ်ရှိတဲ့ဖုံးခိုးသွားတဲ့ဖြစ်စဉ်ပေါ့ဒါကံကောင်းလို့လူတတ်မသွားတာပါမပုံနဲ့လည်းမပါဇက်ခွဲထောက်ခံတာလည်းမပါဘာမပါညာမပါနဲ့အိမ်ပေါ်မှာခေါ်တိတ်တာကြီးကတော့ဒါတော်တော်ကြီးကြောက်စရာကောင်းတဲ့အပြုမှုတစ်ခုပါဒါလည်းဒါကာယကံရှင်ကသတိလစ်သွားတဲ့ခိုက်တန့်ဖြစ်မှာပါအဲ့တော့နောက်လူတွေလည်းဒီလိုမျိုးမဖြစ်အောင်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ် နောက်ပြီးသူပြောထားတဲ့ထဲမှာဆွေးနွေးစရာတခုကြံပါသေးတယ်။ဒီသခိုးကိုဖမ်းပြီးတော့ရဇကန်ပို့လိုက်တာရဇကန်ကတလားလောက်ပဲကြမယ်လို့ပြောတဲ့အချက်ပါ။ဘာလို့သခိုးကိုဖမ်းမိရတာနဲ့ထောင်ကတလားလဲကြရတာလဲ။ဘာကြောင့်အဲ့ဒီလောက်ပြစ်ဒဏ်ကနေရတာလဲ။ဒီလိုနဲ့ကျွန်တော်အမှုတွေကိုရှာဖွေလေ့လာကြည့်တော့ရာသတကြီးပုံမှန်380တို့381တို့ဆိုတာခုံမှုနဲ့ပတ်သက်တဲ့ ပုံမှန်တွေပါအဲ့ဒီပုံမှန်တွေက1900လောက်ထိ ချမှတ်လို့ရတဲ့ပုံမှန်မျိုးတွေဖြစ်ပါတယ်ဒါဆိုရင်ဘာကြောင့်မကြတာလဲဖြစ်နိုင်တာကတော့ပိုင်ရှင်အများစုကတရားမစွဲကြလို့ပါဘာလို့တရားမစွဲသလဲဆိုတော့အချိန်ကုန်လူပန်းမို့ပါဘလို့လဲဆိုတော့အမှုတစ်ခုကိုတရားစွဲတဲ့အခါအမှုတစ်ခုကိုနောက်ဆုံးအချိန်ထိတရားခံမှာအပြစ်ရှိပါတယ်အပြစ်ချခံစေလို့အမိန်ချမှတ်တဲ့အချိန်ထိရောက်ဖို့အနည်းဆုံး အချိန်9လလောက်ကြာပါတယ်။ဒါကအ ਨੇ ဆုံးလို့ခံမှန်းပြောတာပါ။တနည်းနှစ်နှစ်လဲကြာသွားနိုင်ပါတယ်။ပြီးတော့တရားခံဘက်ကရှင်းနေငှားဖို့ဈေးမရှိတာတွေတက်တွေမအားတာတွေနောက်ပြီးရုံချင်းပြောင်းတာတွေစသဖြင့်အကြောင်းမျိုးမျိုးကြောင့်အမှုကနှစ်နှစ်လောက်ထိကြာသွားနိုင်ပါတယ်။အဲ့ဒီအတွင်းမှာရုံချင်းကအချိန်20 30လောက်ဖြစ်သွားနိုင်ပါတယ်။ဒါဆိုရင်သွားရောတကုတ်တယောက်ကိုထောင်ချဖို့လောက်ရှင်က ပြက်လိုက်ရတဲ့ဇက်တွေမနေဘူးစိတ်တွေလည်းတော်တော်အာရုံနောက်စရာပဲဒါတွေကြောင့်မို့ပန်းရှင်တွေကတရားမစွဲပဲပြန်ပြန်လွတ်တယ်သခိုးတွေကလည်းပြန်ပြန်ခိုးနေကြရလို့အကြမ်းပြင်းနားလဲသလောက်လေးပြန်လဲဝယ်မျှပေးလိုက်ပါတယ်မိတ်ဆွေတို့ရောကိုပစ္စည်းခိုးလို့ခိုးရလူကိုမိရင်တရားစွဲမလားအလုံးရှုပ်လို့လှုပ်ပေးလိုက်မလားဘလို့လုံးချမလဲဆိုတာပြောပေးကြပါဦး